ကွန်စာချိုကသူကရန်ဝါသာကြီးရယ်ရန်ဝါသာကြီးတဲ့ခါကျတော့သူကိုယ်တိုင်ပရိုဒျူဆာလုပ်တယ်မင်းသားလုပ်တယ်ယူသွတ်တယ်ပြီးတော့သူကကိုယ်တိုင်လည်းဇလန်းရေးသေးတယ်သူကလှုပ်ချင်တာဇလန်းလည်းရေးချင်တယ်ဒရိုက်တာလည်းသူလှုပ်ချင်တယ်မင်းသားလည်းလှုပ်ရသူကလေဟိုအမှုပညာကိုယူသွတ်တဲ့သူပေါ့နော်ဒီလိုယူသွတ်တဲ့သူတောင်နေနဲ့သူစူးစမ်းတဲ့ခါမှာ ဘာဖြစ်ဖြစ်သူအောင်မြင်နေကြားမှာဆိုရင် အမားနဲ့ကိုမင်းသူနဲ့ဟာလင်မယာခွန်သားချုံငယ်ဘဝရဲ့အဖေနဲ့အမေပေါ့နော်ပြီးဒီဇက်ကောင်နောက်ဆုံးယူသွားတယ်ပေါ့နော်အဲ့ဆိုဒီယူကာရက်တာဆိုရတဲ့အမားဥသာကျစိန်ခေါ်မှုတစ်ခုပါပဲဒါပထမဦးဆုံးအယူကာရက်တာကိုတယုတ်ဆောင်มาဖြစ်ပါတယ်ကာရက်တာတစ်ခုကိုဟိုရှင်းရှင်းပြောရတော့ပရိသတ်တွေကတိနေပြီးဟိုဟာကိုလည်းဒီကာရက်တာတစ်ခုပေါ့နော်အမေကာရက်တာပေါ့အမေကာရက်တာပေါ့နော်ဟိုလောက်ွက်ရှိမှအမားတို့ကပို့ပြီးတော့အဆင်ပြေအမကပို့ကြိုက်တယ်ပေါ့နော် လောက်ွက်ပေးစီခြင်း ਨੇ อืมဒါတော့လေသပင်းဟာတော့ဟာဒါတွေကညီမရဲ့သပင်းကလိုအပ်တာကိုပြုပြင်လို့ရပါတယ်ဟိုဒီကကြောင့်ဒီကားမာတယ်ဟိုအငဲကန်းလေးအငဲကန်းဆိုတဲ့ခါကျတော့ဒီသပင်လေးကအထူးတက်လေတော့ပြုပြင်စရာမလိုလို့ထင်တယ်ဒါပေမဲ့အယူမကာရီတာကြာရင်တော့တည်တဲ့အတိုင်းပဲလေအယူမဆိုတာလှနေလို့တော့မရအောင်ဒီဟိုကာရီတာထပ်ထူကြဖို့ ਨੇ အယူမကာရီတာဝင်ဖို့လို့လိုတာပေါ့အဲ့တော့ဟိုဘလို့လေးဟို ပြင်ရမလဲဆိုတာကတော့မမရိုက်ရသေးတဲ့ခါကျတော့မပြောပြသေးတာပါမပြောပြစ်သေးတာပါခဏခဏမေးတယ်နော်ခဏခဏမေးတယ်နော်ဒီမေးခွန်းကစိုက်လို့ညက်တာပါအမေမရောသဘင်အပြောင်းတင်းတဲ့ခါကြလို့ရှိရင်လူကယူနေပြီလေအယူနေတဲ့ခါကြတော့တမျိုးတမီစမ်းသွားအောင်လို့ညှက်လိုက်တာပေါ့ညှက်လိုက်တဲ့အတွက်လည်းဒီသဘင်နဲ့ပတ်သက်ပြီးတော့ throw ရတယ် trend ဟိုဖြစ်ကြတဲ့အတွက်ဝမ်းသာပါလေအဲ့လိုဖြစ်ချင်တာလေဘာလို့အမြဲတမ်းကြယူနေရလေယူနေတဲ့ခါကြဒီသဘင်ကဟို လှတဲ့ကိုကြိုက်တဲ့လူတွေရှိတယ်။အာမလှဘူးအမားကသပင်ရှည်ထားပါလို့ပြောတဲ့သူတွေရှိတယ်။ဒါဘာပဲအပြောင်းလဲလေးဖြစ်အောင်လုပ်တဲ့အတွက်လောက်ရကျုံနှက်သွားတာပေါ့နော်။ပရိသတ်တွေတည်တယ်ပရိသတ်တွေဝေဖန်ကြတယ်မှတ်ချက်တွေပေးကြတယ်လှတဲ့လူတွေကြိုက်တယ်မလှရင်တော့မကြိုက်ကြဘူးပေါ့နော်။အဲ့အတွက်ဘာပဲပြောကျင့်နေပါတယ်။ မမန်းတော့ဂျင်းအားဆော့တယ်ဆိုတာအမလှပမှုတွေဆော့တာမဟုတ်ပါဘူးအမအမေရိကန်ချက်ကလုပ်တဲ့ကျမအမအသေးစီဖုံးနေတယ်အမတို့ဒီအသက်ရွယ်48နှစ်မှာကြာတော့အသေးကြီးအစီဖုံးတာပေါ့နော်အတွင်းထဲမှာတော့ဘာယောဂမှာတော့မရှိဘူးဒါပေမဲ့အသေးစီဖုံးတဲ့အတွက်ကျမကြီးအရာနေနဲ့လုတာပဲရှိတယ်ပြီးတော့ကိုကလေလေပင်ကနေတင်မဆုံအဲမိညောင်ယူတီကိုကအယူမကောင်းလေပင်မှာလဲဂုတ်ကြီးပေါင်းရှိတယ်ခါအယူတွေဆိုလဲ စနစ်စလုံးမှာလည်းအပ်နေတယ်ပြီးရင်မိညောင်ရွာထွက်တဲ့အယိုးနံပါတ်၄နဲ့၅မှာလည်းအမဝါရှာတွေပျက်စီးစားပြုတ်နေတယ်အဲ့တော့အမဒီကြောရိုးတစ်ခုတော့မကောင်းမကောင်းတဲ့ခါကျတော့အမအလေးမလို့မရဘူးချော်လဲလို့မရဘူးအယိုးအဲ့ဒီကြီးပေါင်းဆရာဒေါက်တာဝင်းမြူးနဲ့လည်းပြနေတာပေါ့နော်အဲ့တော့အမဂယူးဆိုင်တယ်အသေးမှအစီဖုံးတဲ့အတွက်ဂျင်ကစားဂျင်ကစားရတယ်အမ heavy ကစားမဟုတ်ပါဘူးပေါ့ပေါ့ပါးလေးပဲလုပ်တာပါ ဒါတော့ညီမရဲ့ဟိုဟိုရှင်းရှင်းပြောရရင်တော့ဒီအသက်ဒီရွယ်မှာဆိုရင်တော့ဟိုအများပြောကြသလိုပေါ့နုတယ်ချောတယ်အတွက်လားကျေးဇူးတင်ပါတယ်။ဟိုဒါကလည်းဟိုအသက်ကြီးရတဲ့ခါကျအမဝါတာမကြိုက်ဘူး။ဝါတာမကြိုက်တဲ့ခါမဝအောင်နေတာပေါ့နော်မဝအောင်ထိန်းနေ။ဟိုပြီးကောတရုပ်ဆောင်လေးတရုပ်ဆောင်လေးဆိုတာလှနေမှကျမ်းမာနေမှကាយရဖို့ချိန်ပါလေငှားပါလေเนาะအဲ့အတွက်ကိုကကိုကျမ်းမာလေးကိုဘီယူဆိုင်တယ်နောက်လှပမှုလှပမှုမရှိဘဲနဲ့ ခေါ်မရိုက်ဘူးပေါ့နော်။ဘာဖြစ်ပြောလိုတာပေါ့နော်။လိုအပ်တာလေးတော့ရှိတာပေါ့။ဘာလို့အမတို့ကဟိုမင်းသမီးအမေတွေမင်းသားအမေတွေလုပ်နေရတာလေ။ဆိုတော့လှပမှုနဲ့အမှုပညာရှင်ဆိုတာကတော့လှပမှုရောကျမ်းမာမှုရောလိုအပ်တယ်။အဲ့အတွက်တော့ထိမ့်သိမ့်ရတာပေါ့။အဲ့လိုပြုပြင်ထိမ့်သိမ့်နဲ့လည်းအများပြောသလိုချောတယ်၊နှုတ်တယ်လို့ပြောတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဟုတ်ပါတယ်ဒီဇကားကခွန်သာချိုလို့နဲ့ဆိုတာဒုတိယကြိမ်လက်တွဲတာပေါ့နော်။ပထမကောင်ကတာဦးတာနောက်မှာဆိုလို့ရှိရင်ခွန်သာချိုကိုယ်တိုင် producer လုပ်တယ်၊မင်းသားလုပ်တယ်အမှတူအောင်မြင်တယ်။အခုဆိုလဲသူ ဒါမာယူတာနဲ့ဆိုလို့ရှိရင်ဒါဒုတိယကြိမ်မြောက်ပေါ့နော်ဒုတိယကြိမ်မြောက်ကိုခေါ်ပြီးတော့ငှားရိုက်တာပေါ့နော်ငှားရိုက်ခြင်းခံရတယ်ပြီးတော့အမပြောတယ်အမကဘာပြောလဲဆိုတော့လောက်ွက်တော့ပေးပါလောက်ွက်ပေးဖို့တောင်းတာပေါ့နော်ကာရက်တာတစ်ခုတော့အမထိုးပေါက်ခြင်းနေကာရက်တာတစ်ခုထိုးပေါက်ခြင်းနေဆိုတော့ဒီကားမှာဆိုရင်အမနဲ့ကိုမင်းသူနဲ့ဟာလင်မေဟာခွန်သားချုံငယ်ဘွားရဲ့အဖေနဲ့အမေပေါ့နော်ပြီးဒီဇက်ကောင်နောက်ဆုံးယူသွားတယ်ပေါ့နော်အဲ့ဆိုဒီယူကာရက်တာဆိုရတဲ့အမဥတာကျစိန်ခေါ်မှုတစ်ခုပါပဲဒါပထမအဦးဆုံးအယူကာရက်တာကိုတယုတ်ဆောင်မှာဖြစ်ပါတယ်ဒါပေမဲ့ယူခြင်းက ဘယ်လိုယူတာလဲစိုက်ကိုလာတော်တော်တော်ချာပါရလားလုံးလုံးမယူအဲ့လိုမျိုးပေါ့နော်ဘယ်လိုလဲတော့မသိသေးဘူးဘာလို့ဆိုအမလက်ထဲကဇညုံမရောက်သေးဘူးခွန်သာချူကဇလန်းချင်းပဲပြောပြပြီးတော့ကားရိုက်ချိန်တာပေါ့နော်အဲ့ကားရိုက်ချိန်တဲ့ဖြစ်တဲ့အတွက်အမအတိကျတော့မသိဘူးဟိုဒရိုက်တာကတော့ကိုမဟာ MSC ရိုက်မှာပါဒါဒရိုက်တာဆိုလဲကိုမဟာနဲ့ပထမဆုံးရိုက်ဘူးလားအရင်ကမရိုက်ဘူးဒါပထမဆုံးရိုက်ပြီးလေစုံတဲ့ကားပေါ့နော်ပြီးတော့ဟိုတော်တော်များများ ခုနကအင်တာဗျူးမှာဖြေခဲ့ပါတယ်မာရီစာရုပ်ကရုပ်ခံရ friend က ဟိုဘယ်လိုပြောမလဲမြို့မြို့မြို့ရုပ်ပေါက်တယ်လို့လည်းပြောကြတာပေါ့နော်ဒါပေမဲ့ဟိုဒီကားလေးဒီနက်နက်ငါမလဲစားနဲ့ဆိုတဲ့ကားနေကားလေးဖြစ်ဖို့များပါတယ်နေဟိုအခြေခံသားဆိုတော့နောက်ခံနေဆိုတော့နေကာရိုက်တာနေဆဲရုပ်တဲ့တော့ဝင်အောင်တော့ပြုပြင်ပြောင်းလဲမှုတွေတော့ရှိရမှာပေါ့နော်ကွန်တာချိုကသူကရန်ဝါတာကြီးရယ်ရန်ဝါတာကြီးတဲ့ခါကျတော့သူကိုယ်ပရိုဒူဆာလုပ်တယ်မင်းသားလုပ်တယ်ယူသွတ်တယ်ပြီးတော့သူကကိုယ်တိုင်လည်းဇလန်းရေးသေးတယ် သူကလှုပ်ချင်တာဇလန်းလည်းရေးချင်တယ်ဒရိုက်တာလည်းသူလှုပ်ချင်တယ်မင်းသားလည်းလှုပ်ရသူကလေဟိုအမှုပညာကိုယူသွတ်တဲ့သူပေါ့နော်ဒီလိုယူသွတ်တဲ့သူတောင်းနေနဲ့သူစူးစမ်းတဲ့အခါမှာဘာပဲပြောသူအောင်မြင်တယ်ဟိုတာဦးတာနောင်စီးမှာဆိုရင်အမတို့ဒေါင်းဝေတို့ပါလာပေါ့နော်အဲစပြီးတော့ရိုက်တဲ့အခါတာဦးတာနောင်မှာတည်းဟာသူကအောင်မြင်မှုလမ်းကြောင်းကိုရောက်သွားတယ်နောက်ကားကြီးရိုက်တယ်ပေါ့နော်လင်ကမ်းမရခံလင်ချမ်းမရချမ်းနောက်ပြီးအိမ်မက်သူနဲ့ကားတယ်ပါတယ်ပေါ့နော်မြစ်တာပါအဲ့ဒါကြီးလည်းရိုက်တဲ့အခါမှာသူရဲ့ဟိုမှတ်ချက်တွေကလည်းအရန်ကောင်းတယ်ဘာပဲပြောသူစူးစမ်းရဂျူနဲ့တယ်ကွာ ဟိုသူဒီအမှုပညာကိုယူသူပြီးတော့ဒီလမ်းကြောင်းကိုကိုကိုတိုင်ငွေခင်းပြီးဝင်လာတယ်ပရိုဂျူဆာလုပ်တယ်မင်းသားအခုဒီကားလဲသူထုတ်လို့ရသူနဲ့ Fortune နဲ့ပေါ့နော်အိုးပူပေါင်းနေတယ်ပူပေါင်းနေလို့သူပြောတယ်နော်ပူပေါင်းတဲ့ခါကျ तू ဘာပဲပြောပြောသူ့လိုအမှုပညာကိုယူသွတ်တဲ့လူက तू မဖြစ်ဖြစ်အောင်လုပ်တယ် အောင်မြင်လို့တယ်အဲ့အတွက်လည်းဒီအမှုပညာလမ်းကြောင်းမှာခွန်သာချိုဆိုပြီးတော့အောင်မြင်မှုလည်းရှိနေပြီလမ်းကြောင်းတစ်ခုလည်းရောက်နေပြီမှတ်တိုင်တစ်ခုလည်းပြဆိုင်ပြီးတော့သူ့ရဲ့ကားလေးတွေကပညာပေးဇလံလေးပါတယ်ဖြစ်ရမှန်လေးလည်းပါတယ်သူကငကိုရဲရလေဟို YouTube လည်းရှိတယ်ကွာဟိုရှေ့သူကငကိုရဲရလက္ခဏာကြည့်ရတယ်အရန်တော်တယ်လက္ခဏာကြည့်ရတယ်မှန်တယ်သိလားမှန်တဲ့ခါကျတော့သူ့မှာသူ့ပရိသတ်နဲ့သူရှိပြီးသားသူ့ရဲ့အသက်မွေးမမ်းကြောင်းတည်သူလက္ခဏာရှင်ပညာဒါပေမဲ့သူ့ဝါသနာပါတော့အမှုပညာရှင်ဆိုတော့ဘာပဲပြောပြောသူဟို လုတ်တဲ့အတန်းမှာ तू အောင်မြင်တယ်စူးစမ်းရကြုံနေတယ် तू တော်တယ်ပေါ့နော်ဆိုတော့ तू ချီးကျူးပါတယ်အဲအဲ့ဒီလိုပါပဲဘာဖြစ်လို့လဲဆိုတော့ဟိုညီမရဲ့အခုရိုက်ပူးခဲ့တဲ့အိမ်တော်စီးဒီတို့ရင်ရင်သွေးတို့တာဥသားနောင်တို့ဒီနတ်နတ်နဂါမလှည့်စားနေဆိုလို့ရှိရင်ကာလိုက်တာတစ်ခုပြီးမှအမရိုက်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမှုပညာကြီးကိုအဓိကမဟုတ်ဘူးအဓိကမဟုတ်ပေမဲ့လည်းအမတန်ဖိုးတစ်ခုတော့ထားစီခြင်းနဲ့ကာရက်တာတစ်ခုပေးခြင်းတာပေါ့အခုဆိုလို့ရှိရင်ကွာဟိုပါရရင်ပြီးရော မရိုက်ချင်ဘူးဒါအရှင်းဆုံးပြဘာလို့ကာရိုက်တာတစ်ခုကိုဟိုရှင်းရှင်းပြောဆိုပရိသတ်တွေကတိနေပြီးဟိုဟာကိုလည်းဒီကာရိုက်တာတစ်ခုပေါ့နော်အမေကာရိုက်တာအမေကာရိုက်တာပေါ့နော်ဟိုလောက်ွက်ရှိမှအမားတို့တော့ကပို့ပြီးတော့အဆင်ပြေအမကပို့ကြိုက်တယ်ပေါ့နော်လောက်ွက်ပေးစီခြင်းနဲ့တောင်းတာနောက်မှဆိုလဲလောက်ွက်ပေးတယ်အဲ့တွေ့တယ်ပရိသတ်တွေအကုန်လုံးတိတယ်ဘာဖြစ်လို့လဲအမဟိုတောင်းတာနောက်စီးဒီမှဆိုသူကအမဇလန်းနှစ်ပုတ်ပါတယ် တာဦးသားနောင်းရဲ့ဟိုဝိဇာသွေးနဲ့ရေးတဲ့ဟိုဟာရင်သွေးဟိုဟာဘာလဲမသိဘူးအဲ့လာရဲဆိုတော့နှစ်ပိုက်မှမပါတယ်ပါတယ်ဆိုလို့ရှိရင်ကိုအမင်းညုံနဲ့ပထမဦးဆုံးသေယုတ်ဆောင်တယ်ဒီကားမှာဆိုလို့ရှိရင်ကိုမင်းသူနဲ့ဒုတိယကြိမ်ညောင်းပထမအကြိမ်ကချိုးချင်းတငယ်ချင်းဆိုတဲ့ကားမှလေရုပ်ရှင်ကားကြီးမှလေအဲဟိုတလောကတိုင်ရုံတို့ကားထဲမှာလင်မယားဒီမှာလည်းလင်မယားဆိုဒါကိုမင်းသူနဲ့ဆိုရင်ဒါဒုတိယအကြိမ်တော့စုံတာပေါ့နော်ကိုမင်းသူဆိုတာကကိုရီအရင်ကဆိုရင်ကြည့် ဟိုငငယ်ကအရန်အားကြခဲ့ရလေသူကအရန်ချော်ရဲချော်ရဲငယ်မင်းသားလေနော်အခုဆိုသူနဲ့ပြန်ဆိုတော့ဒါကိုရီဒီအသက်48နှစ်မှာကိုမင်းသူနဲ့ဆောင်ရတယ်ပြီးရင်ဒါဒုတိယကြိမ်မြောက်ဆောင်ရတာပေါ့နော်အဲကိုအမ်မင်းညိုလည်းဒီတိုင်းပဲကိုအမ်မင်းညိုနဲ့ကတာဟုသားနောက်မှာပဲဆောင်ခဲ့ရတယ်ဟိုဒါလင်ငန်းဟိုကြိုက်ခန်းတွဲခန်းတွေပေါ့နော်တချို့ကားတွေမှာပါတော့ပါတယ်ကွာမစုံပြစ်ဘူးမစုံပြစ်တဲ့ခါကျတော့အခုဒီကားမှာဆိုရင်ကိုမင်းသူနဲ့စုံပြစ်မှာပေါ့နော်ခွန်သာချိုရဲ့ငယ်ဘဝအဖေနဲ့အမေဆိုတော့လေကာရက်တာတွေကပြီးတော့အမကဟိုလောက်ွက်တောင်းတယ်ခွန်သာချိုအမကိုလောက်ွက်တစ်ခုတော့ပေး အခန်းပေါ့နော်ကာရက်တာတစ်ခုတော့ပေးပါဆိုတော့အမဒီကားအမကာရက်တာတစ်ခုရမယ်အမဒီကားမှာအမကာရက်တာဒီအမကာရက်တာအရန်ကောင်းတယ်ဟိုသူ့တို့ငယ်ဘွားအမေပေါ့နော်တောင်းတောင်းမှလည်းသူ့ငယ်ဘွားအမေနဲ့အဖေပဲလေနော်ကိုအမင်းညိုနဲ့ရိုင်းသွားအခုလေကိုမင်းသူနဲ့အမပြီနောက်ဆုံးယူသွားတယ်အဲအဲ့ခါကျကိုကအခုဆိုကို့လာငားတဲ့ခါကျအမကာရက်တာပဲတောင်းမှာကာရက်တာတစ်ခုဆိုဘာလို့အမတို့အသက်ယူနေတဲ့အမတို့ကြာကာရက်တာတစ်ခုကိုပဲလူကျင်တာပေါ့နော် အဲ့ဒါမှာထီထီမိမိနဲ့တရုတ်ဆောင်ပြီးပြိသက်တွေတဲ့မျက်စိတွေရောက်မယ်ပေါ့နော်ကိုတဲ့စ조사ရကျွတ်နေတယ်အဲအဲ့လိုမျိုးပေါ့ဟိုအဓိကတော့ character တစ်ခုနဲ့လုတ်ွက်ရဖို့ပါပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်